ရားအကြောင်းနဲ့ပတ်သက်လို့ပြောမယ်ဆိုရင်ကျင်းချင်းပြောရင်လည်းကျင်းတယ်ဒါလည်းအောင် ပြောပါဆိုရင်လည်းကျဲတယ်အဲ့ဒီပုံမှာယောဂီတို့ဘုသူတာတွေကအများကြီးလို့တယ်ဦးစဉ်အတွေ့အကြုံရယောဂီတွေတရားလုပ်ကြညပါတယ်လူကျင်တော့လူရရမလားလို့လိုက်ရှာကြတယ်ဆရာကောင်းဒီကောင်းရှာကြပါတယ်အဲ့လိုရှာရင်ရှာရင်နဲ့တချို့ကြတော့လေတွေးခေါ်အယူဆစီစစ်တတ်တဲ့ဉာဏ်ရှိတယ် တချို့ကြတော့အတွေးခေါ်ယူဆစီစစ်တတ်တဲ့ဉာဏ်မရှိဘူးများတယ်ခါတာကအဲ့လိုများတဲ့အခါကျတော့ဆရာရှာရင်ဒီရှာရင်ရှာရင်နေရှုပ်ကုန်တယ်တချို့ကြတော့လေစောမွန်လာပရမ ्या လို့ပေါ့ရောင်ကြီးဖြာထွက်နေတာပရမ ्या အောင်ထွက်တယ်လို့မသိပဲနဲ့စုံမီတောက်တယ်လို့ဖြစ်သွားတာလည်းရှိတယ်ပေါ့တရားလိုချင်နေဆိုတော့ထိုင်တာနဲ့တရားတွေးချင်တာတရားထိုင်တာနဲ့တရားတွေရှုချင်တယ်အဲ့ဒီလိုရှုချင်ညာအဲ့တော့တရားဆိုတော့လေအတန်ကလည်းတူးတယ်ယုံနံဆိုတော့လေအတန်တူးနေတယ်ပေါ့ ဥဇနုရိတ်တာမှာကျတော့ယုံ난လို့မပါယုံ난နေရှုပြီလို့မပါပရမယုံ난နေစိတ်ကူတော့ရှုကြတာပဲဒီအောက်ကဝေဒနာယုတ်တရားကြီးဖောက်ပြန်မှုနဲ့ဓာတ်လေးပါနဲ့စိတ်ကပြီးတော့ကြံစီမှုနဲ့အဲ့ဒီနှစ်ခုအလွယ်ဘာမှမရှိဘူးဒါပဲရှိတာအဲ့ဒီပမာဘယ်ဟာကစိတ်ကူရှုရလဲဘယ်ဟာကယုတ်ကူရှုရလဲဘယ်လိုပုံကူမျိုးတွေဘယ်သမารီမျိုးတွေနဲ့မှဘယ်ယုံ난နေမြင်ရတယ်ဆိုတာမသိဘူးဦးစင်းကအဲ့ဒါကိုတိတိချာချာခွဲခြားပြီးတာ သောတာပတ္တိမံအခုပေးသကြီးသောတာပတ္တိမံရှုအကြံမဝကြဘူးလားဖတ်ကြရဲ့မဖတ်ဘူးလေမဖတ်ဘူးလို့မသိ တရားစစ်တရားမှန်ဆိုတာလမ်းကြောင်းအမှန်ကျင့်စဉ်အမှန်ဆိုတာဒီလိုရှိရမယ်လို့တိတိကျကျအဖြေထုတ်ထားတယ်။ဘာဖြစ်လို့ဆိုတော့ဥစဉ်တုန်းကတရားလည်းတွေးကျင်လိုက်တာတွေးကျင်လိုက်တာတရားမတွေးတော့တခါလေကိုယ့်ဘောက်စိတ်ကူးမိတယ်ပေါ့လမ်းကြီးစိတ်ကြီးလာလို့အဲ့အောက်တဲ့ထိုးဝင်သေးလိုက်လို့များ ရဟန္တာဖြစ်သွားရင်ကိုယ်ထိုးဝင်ခြင်းနေတာအဲ့လိုအာမဂန်လည်းမရှိတရားလည်းတွေးခြင်းနေတာဆိုတွေးခြင်းနဲ့တရားကလည်းတွေးလည်းမတွေးရအောင်အဲ့တော့ဘလို့တွေးအောင်ရှာမှမသိတော့အဲ့ဒီလိုရှိနေအဲ့ဒီလိုကိုယ်လိုမခံစားရအောင်လို့ယုံနာယုံနာလို့ပြောကြတယ်အဲ့မှာကိုရောတပါးကျင်းတယ်ကိုရောယုံနာကြောင်းနေပြောတော့ तू ကပြောတယ်တပည့်တော်ဗျာတဲ့တရားတွေတွေးတာညာအဲ့လိုတော့မရဘူး तू အဖြစ်အဲ့လိုတော့မရအောင်တရားတွေးတယ်ငါလည်းဘာတရားမှမတွေးဘူး ဲ့တော့ကိုတော်လို့ကိုတော်တွေ့တဲ့တရားကဘလူဟာတွေတွေ့ပြီးတော့တညာလုံးတော့အဲ့လိုများတာလေအဲ့လိုပြောတော့သူတရားတွေဆင်ញင်တာတဲ့ဆင်ញင်ဆင်ញင်နဲ့တရားသဘောတွေပေါက်ပြီးတော့တရားတွေတွေ့တာကိုတော်ယုံနံဆိုတာကိုတော်သေးချာမြင်လို့လားဦးစင်းကစည်းစည်းဆက်ဆက်ပုံပုံဆိုတော့စည်းဆက်ဆက်မေးတာကိုတော်ပြောတဲ့ယုတ်ဉာဏ်နဲ့ယုတ်ဉာဏ်နဲ့ဆိုကိုကိုယ်တိုင်ကိုသေချာတွေ့လို့လားဒီဒီချာကြတော့မဟုတ်ပါဗျာတဲ့ကြံစည်ဒီလိုပဲစင်ရင်နေပဲဒါပဲတရားဆိုတာဒါပဲရတော့မှာ ဘာလို့ဆိုတပည့်တို့လည်းကျင့်တာကြပြီဘာမှလည်းဖြစ်တော့ဒီလိုကြီးကျင့်လို့တော့မရဘူးနဲ့သူလည်းဆင်ញင်ရမယ်တွေးတော့ရမယ်အဲဆင်ញင်နေတာပဲအဲ့တော့မှတရားတွေကတွေ့လာတာဟုတ်အားနဲ့ဝေဒနာလည်းတဏှာဒေါသလည်းမချုပ်သေးဘူးလူကလည်းလေတိုက်တော့မခံနိုင်တော့ဘူးနောက်ကတင်မလေတိုက်နားနေပြီအဲ့တော့ခွေးလာတယ်ခွေးခဲနဲ့ကောက်ပြကြအိုင်အိုင်ဆိုခေါ်ပြီးဩနာမာပြီနာတတ်တဲ့မျိုးကနာမာပြီငါနာတယ်အဲ့လိုလေတက်တဲ့ပြောလို့ရှိရင်တော့ ပရမတ်ဆိုတဲ့ယုံနံတရားဆိုတာဒီလိုကြီးကြည်လို့ရှုလို့မရကောင်းတဲ့တရားကြီး။ဥစဉ်ကတော့ကြောင့်မလို့စင်ကာပူရှင်းနမ်းမှာဥစဉ်ပုံမလင်းနေမပြောပါဘူး။သားနဲ့မယားနဲ့စီဝါရှာတဲ့ပုဂ္ဂိုလ်ပရမတ်ယုံနံလုံးဝမမြင်ဘူး။ဘာဖြစ်လို့လဲဆိုတော့ပရမတ်ကိုအောင်ပြုမဲ့စိတ်ကိုသိခဲ့တော့သိလာတဲ့အခါကျတော့လူတွေမျောမှန်းလို့မရတဲ့တရားကြီးပါလားလို့သိသွားတာ။လူတွေတွေးခေါ်လို့မှန်းဆလို့ဘလို့မှမရောက်နိုင်မတွေ့နိုင်တဲ့အရာကြီးဖြစ်နေတော့ လူတွေကိုဦးဇင်းတို့ပြောလို့မရပြောပြန်ရင်လည်းနားမလည်နိုင်ဘူးနားမဝင်နိုင်ဘူးဘာဖြစ်လို့လဲပရမတ်ကိုအောင်ပြုတဲ့စိတ်ကဌာနီရဲ့ဌာနရဲ့ဒေသရဲ့ကာလရဲ့လောဌာနဆိုတာနေရာအခုဓမ္မယုံကြည်ရတာဌာနပေါ့ရာအထုတဲ့ဌာနပေါ့ဌာနီဆိုတော့အဲ့ဒီဌာနမှာနေနေတဲ့ပုဂ္ဂိုလ်ကဌာနီအဲ့ဒီဌာနမှာဌာနီ ਨੇ ဘလောက်နေခဲ့ပြီဆိုဘလောက်ကြာပြီဆိုတဲ့ကာလဌာနီရဲ့ဌာနရဲ့ကာလရဲ့၃မျိုးရှိအဲ့ဒီစိတ်တည် ဌာနေနဲ့ဌာနနဲ့ကာလမှာမလွတ်မြောက်မချင်းဝိပဿနာဆိုတာဘယ်တော့ဘယ်တော့မှမရဘူးအခုယောဂီတို့တရားထိုင်နေတယ်ထိုင်တဲ့ခန္ဓာထိုင်တဲ့သူကြီးသိမနေဘူးလားထိုင်တဲ့နေရာရောမသိဘူးလားထိုင်တဲ့အချိန်ရောလုံးဝတရားမတွေ့အဲ့ဒီစိတ်မျိုးနဲ့ဘယ်တော့မှပရမယုံနာမမီးဘူးပရမယုံနာဆိုတာအဲ့ဌာနေရဲ့ဌာနရဲ့ကာလရဲ့လွတ်မှာဆိုတော့လူကဘလို့တွေ့နောက်တစ်ခုကဌာနေဌာနကာလမှာဌာနဆိုတဲ့ဝေါ်ဟာရအတိမတ်ပြုဖို့ပြင်းရ ထိုင်သူဆိုတဲ့အတိမတ်အမှတ်အသားဆိုတာရှိတယ်တင်ညာငါပဲငါထိုင်တာပဲဒီနေရာမှာပဲဆိုတဲ့ဌာနအမှတ်အသားဌာနပညာရာသိင်ရိတ်တာသိင်နမယပညာတရားထိုင်တာပဲမိမိထိုင်နေတယ်ဆိုတဲ့တရံပညာနမိတ်တင်ညာအမှတ်ပြုတာဗမာလူပဲမှတ်တယ်ပူရဲတင်းနဲ့တောင်းနေထိုင်နေထားတယ်ဆိုတဲ့အမှတ်အပြုမှုရဲ့ပညာရှိဧကာလဘယ်ချိန်ရှိသွားပြီဆိုတော့တနာယီနှစ်နာယီမြန်မာလူတတ်မှတ်တယ်ဝေါ်ရတယ် အမှတ်အပြုမှုတွေရှိတယ်။အဲ့ဒီလိုဌာနေရဲ့ဌာနရဲ့ကာလပေါ်မှာအမှတ်အပြုမှုနဲ့ပြညတ်တွေရှိနေသည်ဖြင့်သို့မဟုတ်အရိမမစိတ်ကတောင်းတနေသည်ဖြင့်ဘယ်တော့ဘယ်တော့မှပရမယုံနာမမြင်ဘူး။အဲ့ဒါကိုလူတွေတို့မသိနိုင်တဲ့အရာကိုအဲ့ဒါကိုသွားပြီးတော့အခုပဲထိုင်နေအခုပဲရုပ်တည်နေနေပြောနေတော့ဦးစင်းတို့မှာဩမပြောတော့ဒီလောကကြီးကဒါဖုံးလွှမ်းဒီလိုကြီးရှိပါတယ်လို့ပြောဖို့နားလည်းမနေနိုင်တော့မသိနိုင်တော့အဲ့တော့ဦးဇင်းတို့ဒီလိုပဲကြည်နေရတယ် ဥစဉ်ပြတဲ့တရားတွေဥစဉ်ပြတဲ့ကျင့်စဉ်တွေဟောတာတွေကကြာလီဘုရားဟောဒေသနာနဲ့တထတဲ့ကြာလီကြာလီဘုရားဟောဒေသနာနဲ့တထတဲ့ကြာပြီးကြက်ကကိုအပြန်အမြန်လှန်လီမှန်လီပဲဒါပဲနဲ့အရာကိုမသိနိုင်ပါဘူးသိနိုင်မှုမလွယ်ပါဘူးပရမယုဏမြင်ပြီဆိုရင်လည်းဥစဉ်ကလက်ဝါးပေါ်ပြည်တန်တဲ့ဗရမယာတင်ကြီးပြပြီးတကယ်သူပိုင်မိတ်ချာချာတိတိခွားခွားစစ်စစ်ဆက်ဆက်မြင်ပါတယ်လို့မြင်ရမယ်ဒါမှမြင်ပါတယ်လို့ပြောထားလေ အရာကိုအလေးကရုမပြုမိမိအဲ့ဒီလိုမှမမြင်သေးရင်ငါမမြင်သေးတဲ့ပုံကိုလို့မတတ်မှတ်နိုင်ကြဘူးအဲ့လိုမတတ်မှတ်နိုင်ကြဘူးအဲ့ဒါဘာဖြစ်လဲဆိုဥစဉ်ရေးထားတဲ့သောတာပတ္တိမေစာအုပ်ကိုမဖတ်လို့ဒါပေမဲ့ယုံနာမြင်မြန်မြည်တဲ့ခရာဟောဒေသနာဥစဉ်ကနောက်မှလိုက်ဖတ်ရတယ်ကိုပေါ့ကကိုအမြင်ကိုတွေ့တဲ့ရေးခဲ့တာဥစဉ်ဥပမာပေးထားတယ်ခြံအပြင်းတထေးတရားကသူကယရနာတွေပိုင်ထားတော့သူ့အိတ်ခံကြီးထဲမှာယရနာတွေတန်ဖိုးရှိတဲ့ယရနာတွေတိတ်ထားတယ် အဲ့ဒီပုံကိုတယောက်ကအပြင်းပြန်လာပြီဆိုရင် အပြင်းလောကကြီးကိုအဆက်ဖြတ်တယ်နည်းအခြံထဲဝင်လိုက်တာနည်းတကားပိတ်လိုက်တယ်အဲ့ဒီပုံကအပြင်းလောကကြီးကိုမြင်လို့ရလေလားအဲ့ဒါဌာနီဌာနကာလလွတ်သွားပြီအဲ့ဒီလိုရေးထားတယ်အဲ့ဒီပုံကိုဒီခြံအပြင်းဆိုတဲ့ပုထုဇဉ်နဲ့ပုထုဇဉ်ကိုစိတ်တည်နေတဲ့အမှတ်ပြမှုဌာနကာလဒေတာအဲ့ဒီဌာနကာလဒေတာပါလာလို့ရှင်ကိလေသာတွေပါလာတဆက်သေးပဲအဲ့ဒီနေကြီးကနေပြီးတော့ပထမတစ်ဆင့် တကားပိတ်ချလိုက်ခြံအပြင်ဘက်ကမမြင်တော့ဘူးဆိုတာလောကလူသားတွေဓလိဇီရိုက်စိတ်ကြီးမရှိတော့ဘူးလို့ပြောတာအဲ့တော့သူကခြံတဲကပစ္စည်းကိုမြင်တယ်တဲ့ဟုတ်တော့အိမ်ဘောကပစ္စည်းတွေနဲ့အိမ်ခန်းတွေကပစ္စည်းတွေမမြင်သေးပါဘူးအဲ့တော့ခြံတဲကနေပြီးတော့တခါအိမ်မကြီးတခါဖွင့်လိုက်ပြီပြန်ပိတ်လိုက်ပြီအဲ့ဒီပုဂ္ဂိုလ်ကခြံပြင်ပလည်းမမြင်တော့ဘူးခြံဝင်းတွင်းလည်းမမြင်တော့အိမ်ထဲကပစ္စည်းကိုပဲမြင်တယ်အိမ်ခန်းထဲကပစ္စည်းကိုမမြင်သေးဘူး အိမ်ခမကြီးရမှတစ်ဆင့်အိမ်ခန္ဓာကဖွင့်လိုက်ပြန်ပိတ်လိုက်ပြီအိမ်မကြီးတရပစ္စည်းလည်းမမြင်ဘူးခြံတရပစ္စည်းလည်းမမြင်ဘူးခြံပြင်းပဲလည်းမမြင်တော့ဘူးသူတမာတိအလိုက်ခြားထားတာတွေပြတာအလွန်အရေးကြီးတယ်အလွန်တန်ဖိုးရှိတယ်တန်ဖိုးရှိလာပါတယ်ဆိုတာကိုစိတ်ဝင်စားကြအောင်တမာတိဆိုတာထင်ရမြင်ရရှောက်ရှုလို့မရဘယ်တမာတိကဘာကိုမြင်ရမယ်ဘာမမြင်ဘူးဘယ်တမာတိကိုတဆင့်တက်ရင်ဘာမြင်ရမယ်ဘာတွေမမြင်တော့ဘူးဘာမမြင်ရသေးဘူးအဲ့ဒီလိုတိတိကျကျရေးထားတာဒီစာအုပ်ကြီး ကိုလိုရောင်ဝါးဝါးတွေဖြစ်မှကြောက်လို့နော်ကိုလိုထင်လို့ဒီလိုထင်လို့ဒီလိုတရားလားကိုလိုတရားလားဘယ်ဟာမှအဲ့ဒီလိုဖြစ်မှကြောက်လို့ကိုတိတိကျကျရေးထားတာဦးစင်းကိုယ်တိုင်ကလည်းဓာရီကိုတိတိကျကျရောက်ခဲ့လို့တိတိကျကျတွေ့ခဲ့လို့အဲ့ဒီလိုကိုရေးထားတာနောက်လူတွေဒီလိုတိတိကျကျကြီးရေးထားတဲ့အနောက်ကိုလိုက်နိုင်အောင်လို့ကိုလိုလိုဒီလိုတရားသဘောတွေရှောက်ပြောတာဒါဖြီးချာဆေးတင်နန်းတက်တဲ့ပုံပုံတယောက်ကဆေးစရာကဆေးကောင်းကြောင်းကြီးရှောက်ပြောနေလို့ ုဘုတ်ကိုပြင်ရရပါမလားစီဖို့နီးတွေဟာလာအဲ့ဒီသဘောတရားတွေကို သင်မှသာလေသင်တန်းသားအတွက်ကျိုးရှိတယ်အဲ့ဒီလိုမှမဟုတ်ဘဲနဲ့ငါဘယ်တော့ဆီကူရာဘယ်လိုကောင်းနေပဲယောဂါတွေငါဘယ်လိုပြုခဲ့တယ်ဘယ်ရွာမှာဘယ်လိုယောဂါငါဘယ်လိုဒီဆေးเจ้าတွေလျှောက်ပြောနားထောင်တာပဲရှိတယ်ဗာမယာဒီဆေးကဘယ်ယောဂါကိုဘယ်အဆုံးကဘယ်လိုတတ်တယ်ဘယ်အဆုံးကတော့ဒီဆေးပေါင်းလိုက်လို့ရှိရင်ဘယ်ယောဂါကိုဘယ်လိုပြောက်တယ်ယောဂါဖြစ်တယ်ဆိုတာ ။ဘိုင်းနာလေဆိုတာအစာအိမ်မှာဖြစ်တယ်။အစာအိမ်မှာဖြစ်တာဘာကြောင့်ဖြစ်တယ်။ဒီယောဂဖြစ်တာကိုဒီချိုးရင်းချက်ကိုဒီဆေးကဒီလိုဖြည့်ပြီးတယ်။ဒီမကောင်းမှုကိုဒီလိုဖြည့်စီတယ်။ဒီဝင်းပုတ်တွေကိုဒီဆေးကဒီလို ထုတ်ပြီးတယ်။အဲ့ဒီလိုအလုံးလုံးတော့ပညာတွေရမယ်၊စီးနီးတွေရမယ်၊ဈေးကူလိုလည်းရမယ်။အဲ့လိုပါပဲဆေးကြောင်းတွေလျှောက်ပြောနေအခုကအမပါမာဆေးကြောင်းတွေလျှောက်ပြောနေဥပမာဝေဒနာရှိပါပေါ့ဝေဒနာကမ္မထံဝေဒနာဆိုတာတချို့ကမှဥစဉ်အခုဖရတာပေါ့ကြာတော့ဇောင်းရေးမယ်ဆိုရင်ဒါကိုလေ့လာပါဆိုချို့ကလည်းအဲ့ဒါတွေကိုလေ့လာပြီးသားတွေ ဦးစီးရှိပို့ဝင်ဝေဒနာကိုကြော်ရှုမယ်ဒဲရှုမယ်ခွာရှုမယ်ချောင်းရှုမယ်ဟောအဲ့ဒါကလည်းတဖွဲ့အဲ့ဒါလည်းပါတယ်အဲဝေဒနာဆိုတာတချို့ပြောရလဲမှန်တယ်ဝေဒနာဆိုတာအောက်ကယုတ်တရားကြီးမဟုတ်ခံစားတာခံစားတာကိုရှုမှဒါမှလမ်းမှန်တယ်အောက်ကဝေဒနာကြီးပျောက်အောင်ချုပ်အောင်လုပ်တာမဟုတ်ဘူးသူတို့ပြောတာကမှန်တယ်အဲ့ဒါမှန်တယ်ဒါပြန်အဲ့ဒီဝေဒနာခန္ဓာကိုဘယ်လိုရှုမလဲကြတော့မပါဘူးကိုယ်ကိုယ်တိုင်ကရောအဲ့ဒီဝေဒနာခန္ဓာရှုထားပြီးပြီလားအဲ့ဒီအာမခဏ်ကြီးမပါဝေဒနာရှုဖို့တော့မှန်တယ်လေခံစားလို့ဖြစ်တာလေခံစားတော့ တက္ကရာဒိဋ္ဌိခံစားရမြင်လို့ရှိရင်တက္ကရာဒိဋ္ဌိပြုတ်ခန္ဓာသာကိုမြင်ဖို့အတွက်ခုတရားထိုင်တဲ့ဝေဒနာတက်လာတဲ့အဲ့ခံစားရရှိလို့ရလားဘယ်တော့မှမရအောင်အဲ့တော့မရနိုင်တဲ့အခါကိုခံစားတဲ့နာမ်ကိုရှုပါလို့တော့ပြောတော်တော့ပြောတယ်အဲ့ဒီဟာကိုမြင်အောင်ဘယ်လိုရှုအောင်လဲဆိုတော့မပေါ့ငါကိုယ်တိုင်တော့ငါတော့ဒီလိုဒီလိုရှုခဲ့လို့ဒီခံစားတာကငါမြင်နေတယ်အဲ့ဒါကိုမြင်ရင်ဒီလိုဒီလိုရှုပါတော့မပေါ့ဒါတခါတည်းမှဒီမသိနိုင်တဲ့အချက်တွေပေါ့အဲ့ခံစားရတဲ့ဆိုတာကလည်းတဲ့ခံစားတာရှုရင်တာပြီးဆိုရင်အဲ့ဒါလည်းမမှန်သေးဘူး ဘာလို့မှမလဲသူအပြောနဲ့ရှောင်ပြောတာလုံပါအဲ့လိုမပါအလုံကြတော့ဖဒပစ္စယဝေဒနာခံစားတာဘာကြောင့်ဖဒကြောင့်အဲ့တော့ဝေဒနာအကြောင်းလားဖဒအကြောင်းလားဖဒအေးဖဒတော့မပါလားဝေဒနာလားပြောတာယုတ်ကဖောက်ပြန်နေဖဒပစ္စယဝေဒနာငံကပြောင်းညွတ်ဖဒညွတ်ပြီးတော့မှညွတ်ရအာယီကောင်းရတာဆိုးရတာကိုမနောတော်ရမှရှိတယ်ဝေဒနာခံတာလေးကိုနှင်းပူပူကြီးထည့်ပေးလိုက်တယ်ဗကန်ကြီးကလက်ခံတာတော့ပူနေဘူးလား င်းရဲ့အရာသာတော့မဟုတ်ပူတဲ့အရာသာကြီးတော့ပကိုင်းသွားကြိုင်တော့ပူမနေဘူးလားဒါပြင်ပကန်းဆင်းရဲတဲ့ချမ်းသာတွေရှိလားအဲဝေဒနာခန္ဓာရဲ့သဘောဒီတိုင်းအဲ့ဒါကမှငါပကန်းမဲလို့သွားကြိုင်တော့ကိုယ်မှမဆင်းရဲဘူးလားအဲ့ဒါကနောက်စိတ်အခုကဖောက်ပြန်တယ်လည်းမမြင်ဘူးဖောက်ပြန်တာကိုအမှန်မမြင်တော့ညွတ်တာကိုမမြင်ဘူးညွတ်တာကိုမမြင်တော့ခံစားတာမမြင်ဘူးဘာဖြစ်လို့လဲပညာမလို့လို့ဌာနကာလဒေသဟောလွတ်သလားမပြုတ်ဘူးပေါင်မဲ6ရောက်ပဲပူတယ်ပဲတင်းတယ်ပဲတောင်းတယ်ပဲအဲ့ဒီပညာကြီးပါနေတော့ ပရမတ်ကိုမမြင်အောင်အဲ့ပညာကမလွတ်တော့ဖောက်ပြန်နေဆိုတဲ့ပရမတ်ကိုမမြင်ပညာမှမလွတ်တော့တင်ညာမှမလွတ်တော့ညွတ်တဲ့နာကိုမမြင်ခံစားတဲ့နာကိုမမြင်အဘယ်လိုလဲဆိုဖောက်ပြန်နေညွတ်တဲ့ခံစားတဲ့ဆိုတာပရမတ်တရားအဲ့ပရမတ်ကိုရှုတဲ့စိတ်မှာနာလို့ဌာနရဲ့ဌာနရဲ့ကာလရဲ့လွတ်ပညာတွေလွတ်ဟောတော့ဟောတာပဲပညာတွေတွေ့တာပညာခေါ်ပြီးဥပ္ပငါရှုရမယ်လို့ပြောတယ်အဲ့ပညာမလို့ခေါ်ပညာกว่าတယ်ဆိုတာဘယ်လိုသတ်မှတ်မှာလဲအဲ့ဒါတွေလည်းမပါဘူးအဲ့တော့ယောဂီတို့ကတရားလည်းလူကျင်ကြတယ် ပေးလေပေးခြင်းနဲ့အပေါက်ထဲကိုဗရမထုတ်ထည့်လို့ဖြစ်အပေါက်ကခြင်းတော့ဗရမကြီးနေတော့ထုတ်ထည့်လို့မရတယ်ပေးတော့ပေးခြင်းနဲ့ယောဂီတို့မှာဉာဏ်နေတာရဲ့အချိန်မပေးနိုင်တာစိတ်မဝင်စားတာအပေါက်ခြင်းနေတော့မခံစားတာလေလုံးမခက်လေတိခက်တယ်လေလုတာမခက်ဘူးအဲ့လေဘွက်တစ်ဘွက်ဖြစ်ဖို့ဟာခက်တယ်အခုလဲဒီလိုပဲယောဂီတို့အခုချောသားဆိုရုပ်နာမြင်ရမယ့်တရားပေါ့ဒီဘွက်မှာရုပ်နာကိုဦးဇင်းတို့ပြမှလည်းမဟုတ်ဘူးမြင်လည်းမမြင်နိုင်မမြင်တဲ့အရာကြီးကိုပြပါရဲဆိုတော့အဲ့ဒီဘွက်ကိုမမြင်လို့ရှောက်ပြတယ် အဲ့တော့ယောဂီတို့အနေနဲ့ပရမတ်ဆိုတာပညာနဲ့မဆက်ဆက်တဲ့သဘောပရမတ်ဆိုတာပညာမဟုတ်ဘူးပေါ့အဲ့ဒီပညာနယ်ပယ်မှာကိလေသာရှိ နမိတ်ရှိပညာနမိတ်ရှိတယ်ကိလေသာရှိပရမတ်ဆိုတာနေစာနမိတ်ဒုက္ခနမိတ်အတ္တနမိတ်ဆိုတာမရှိဘူးပညာမရှိဘူးအမှတ်တူးမှုမရှိဘူးကိလေသာမရှိဘူးသဘောတတ္တိတသက်မြဆိုတော့အဲ့ထိုသဘောတတ္တိတသက်ကဥပဒံမကိန်းနဲ့ဥပဒံနဲ့ခန္ဓာ၅ပါးသူကအပြာကရဆောင်းနေတာဥပမာကိလေသာမရှိဘူးပညာမရှိဘူး ကိလေသာနဲ့ပညာအမှားပြီးမှမရှိတဲ့အကြောင်းဌာနေဌာနာကာလမရှိဘူးအဲ့တော့ ਪਰ မတ်ကိုသွားမဲ့ပုံကပညာရဲ့အမှားပြီးမှုရဲ့ဌာနေရဲ့ဌာနာရဲ့ကာလရဲ့လွတ်မှ ਪਰ မတ်ကိုရောက်တယ်အဲ့ဒီဌာနေဌာနာကာလပညာလွတ်ဖို့ဆိုတာပဲရဟွန်းဘယ်လိုလဲဦးစင်းပြီးကြတဲ့မိုးလင်းကဗောရင်နိုင်ရှိ ပြတယ်တိုင်ဝမ်ကပေါ့လန်ဆိုတဲ့ရုပ်ဝါးတွေပေါ့ဟိုတော်တော်ကထိုင်ဝမ်နေလာတယ်ရပ်ပိုင်းနေရှိပါတယ်ဟိုကလာရှူသူဆိုတော့လာရှူသွား ရောက်ချင်းဘာလျှောက်တယ်အောင်ပြီဆရာတော်တဲ့ဗမာပြည်မှာပြတဲ့ယုံနာနေရတခုမှမဟုတ်ဘူးတဲ့အတုတွေအဲပေါ့လာနေရှောက်မပြောနဲ့နင်းအယူလို့ပြောနေအာဟုတ်တယ်လေဒီကောယုံနာမြင်လို့ဆိုတာနမိတ်ချိုးရမှာမရပဲနဲ့ဒီယုံနာကြီးသွားပြောနေတာဟုတ်မှမဟုတ်တာလေတပည့်တော်အရိသမารီအခုဝင်စားအခုရတယ်ဗျာอืมအဲ့ဒါမျိုးမှာဌာနရေကာလရေဌာနီရေချုပ်အရိသမารီဝင်စားတဲ့တက်ကနေတန်းရတာအဲ့ဒီရောက်သွားလို့ရှိရင်သူကဌာနီဌာနကာလလွတ်သွားတယ်나이ဘူးမရှိဘူးတရားထိုင်သူမရှိဘူးတရားထိုင်တဲ့နေရာမရှိဘူး အဲ့ဒါရက်20စခန်းမှာ15နာရီ3ရက်လောက်35လေး39 39 35အဲ့လိုထိုင်သွားတာအဲ့တော့မှတတိန္ဒရီဝရိယင်္ဒရီတတိန္ဒရီဝရိယင်္ဒရီတတိန္ဒရီသမာဓိင်္ဒရီဆိုတော့အိန္ဒရီတွေပြည့်သွားတာအခုခေတ်ကဝိပဿနာကဘာအိန္ဒရီမှမလိုတော့ဘူးအိန္ဒြေမရှိဘဲနဲ့ဝိပဿနာဆိုင်တဲ့လူကိုဘယ်အရိယာမှလည်းမရှိအခုခေတ်ကအဲ့ဒါတွေဘာတွေမပါတော့ဘူးဘယ်လောက်ထိဇန်နေသွားပြီလဲလို့ဆိုရင်ဒီဝိပဿနာတရားထိုင်နေဆိုတာကြာကြာထိုင်မှတရားလာဘူး အနာခံထိုင်မှတရားလားကြာကြာထိုင်ရင်တရားထိုင်အောင်လေ့ကျင့်တရားတွေ့ခြင်းတရားတွေ့အောင်ခြင်းအဲ့လိုလားဦးဇင်းတို့ကနိုင်ရှိတွေထိုင်နေတော့ပြောပြီးကြာကြာထိုင်တာတရားမဟုတ်ဘူးပြောပုံကြီးအနာခံထိုင်တာတရားမဟုတ်တစ်ခါညောင်းတစ်ခါပြောင်းဘူးပြောတာဒါဦးဇင်းတို့ကတော့ဘာမှမတုံ့လို့ဘူးဘာဖြစ်လို့ဆိုတော့သူ့အာဟုသူနဲ့သူသွားပါသွားပါစေဝိပဿနာတမာတိတွေကိုခဏိကတမာတိနဲ့အိဗေဖွင့်တာအဓိကတရားခံတော့အထာကရာပေါ့အထာကရာရဲ့လက်ချက်တွေအဲ့ဒီအတွက်ကြောင့်ဦးဇင်းတို့ဒီဝိပဿနာနေပဲမှာ မြတ်စွာဘုရားကတော့တိတ္တပိယဝါရမေအောင်အဖို့မပွားတကူဒီစိတ်ဉာဏ်ရသွားခြင်းလို့ဘုရားဟောတယ်အခုခေတ်ကတော့မြို့ရေးရထမဓမ္မယုံကြီးနေခြင်းအဲအဲ့ဒီပုဂ္ဂိုလ်တွေကျတော့မလိုတော့ဘူးဓမ္မယုံနဲ့ဈေးသွားရင်ယုံတဲ့ရင်အောင်ရပါတယ်ဆိုတော့ပြီးပြီဓမ္မယုံမလိုတော့တဲ့စိတ်ရောက်သွားတယ်အတ္တိလောက်ထိဝိပဿနာအစဉ်နာနေကြပါဘူးဒါရီကဘာကိုထောက်ပြောဘုရားလက်ထက်ကတွေသွားသွားထောက်တာနော်ဘုရားလက်ထက်ကဝေသွားသွားထောက်ပြီးတော့ကိုယ်လက်ထက်ကိုကဘာရတာလို့လဲကိုကိုယ်ဝိုင်ကမရလားရလားမပါဘူး မြတ်စွာဘုရားလက်ထက်ကတော့မှကမ္မထံပြီဘုရားတော်ထွက်ခိုင်းတယ်အများကြီးပဲအခုကတော့မပြောနဲ့ဓမ္မယုံတော်မဟုတ်ဈေးသွိုင်းရုံတဲ့ရပါတယ်ဆိုတော့ဘုရားကဘာဖြစ်လို့တော်ထွက်ခိုင်းပါလဲရှင်မကတ္တဘတို့ဒုရင်73မှာကျင့်တယ်ငတ်ပြဆုတ်ပြညာပဲဟုတ်ဈေးသွိုင်းရုံတဲ့ရပါတော့ဘာဖြစ်လို့ဒုရင်နေ၆ကျင့်တော့မလဲပေါ့အဲ့ဒီလူတွေဖြစ်ကုန်ပြီဒါကြောင့်မလို့အဲ့ဒီပုံမှာအထင်လွယ်တဲ့ဉာဏ်နဲတဲ့ပုံပေါ်တွေကနော်ထောက်ပြတော့ဘုရားလက်ထက်ကဘယ်သူကဒီမှာနေရင်းနဲ့ဘယ်နမဲ့ကူသွားတာလို့ ဘုရားလက်ထက်ကတွေပြောနေကိုကတော့ဘယ်နဲ့မှကူးတယ်တော့မပါဘူးဘုရားလက်ထက်ကထောက်ပြီးတော့တရားကျင့်မဲ့ယောဂီတွေအိမ်မှာနေရတဲ့လောက်ဖြစ်ကုန်တယ်ဓမ္မအောင်သွားတာတော့မကြိုက်တော့ဘူးဖြစ်အဲ့ဒါကြောင့်မလို့ဝိပဿနာနေပြီဟာဆုတ်လာပါပြီအဲ့တော့ယောဂီတို့အနေနဲ့အခုဒီတရားကျင့်စဉ်ဟာပထမဆင်းရဲစခန်းမှာဒုက္ခိန္ဒရီဒုက္ခိန္ဒရီဒေါမနတိန္ဒရီသူခိန္ဒရီဒေါမနတိန္ဒရီဥပိခိန္ဒရီဆိုတော့အိန္ဒရီတွေရှိတယ်အဲ့ဒီအိန္ဒရီကိုနားမလဲတဲ့ပုဂ္ဂိုလ်ဝိပဿနာမပြအောင်အာနိမိတ်တာကိုနားမလဲဘူးဆိုတဲ့ပုဂ္ဂိုလ်ဝိပဿနာမဖြစ်ဘူး ို့ဘောဥနာလို့ဌာနေဌာနကာလကိုမလွတ်တဲ့ပုဂ္ဂိုလ်ဝိပဿနာမရောက်ဘူးအဲ့ဒီလိုတကယ်အဓိကအချက်တွေကိုမသိရတော့ဘဲနဲ့ယုတ်လန့်ဆိုတာတခါတည်းထုတ်ထိုင်နေတာနဲ့မြင်နေဆိုတာဘလို့ဘလို့မှမမြင်နိုင်ဘူးအဲ့တော့ယောဂီတို့ကဣန္ဒြေနဲ့ပြောမယ်ဆိုရင်မြတ်စွာဘုရားကတရားအားထုတ်တဲ့ပုဂ္ဂိုလ်ဟာဒုက္ခိန္ဒြေဖြစ်မယ်မည်သည့်ဤနဲ့ကျင့်ကျင့်မည်သည့်မူနဲ့ကျင့်ကျင့်မည်သည့်နေရာမှာကျင့်ကျင့်ဒုက္ခိန္ဒြေဆိုတာဖြစ်မယ်တဲ့ဒုက္ခိန္ဒြေဆိုတာစိတ်ကိုဆင်းရဲလွှမ်းမိုးနေတာဒုက္ခိန္ဒြေ အဲ့ဒါကိုဒုက္ခနေပါဖြစ်ကြောင်းချုပ်ကြောင်းသိရဒုက္ခနေရဲ့ချုပ်ကြောင်းကိုမသိတဲ့ပုဂ္ဂိုလ်ကြီးတမနာလည်းမဟုတ်ပြမနာလည်းမဟုတ်ဘူးဘုရားရေခေါ်တာအခုကအဲ့ဒါမလို့တော့ဘူးဒုက္ခတွေလည်းမလို့တစ်ခါကြောင်းတစ်ခါပြောင်းသွားပြီးပြက်လိုက်တာမှာအဲ့တော့မှဒုက္ခတွေကဘာနဲ့ချုပ်မလဲပထမဇန်၌ဒုက္ခတွေချုပ်သည်ဟောဒုက္ခတွေပြင်းမယ်ဒုက္ခတွေချုပ်တယ်ဆိုတော့ပထမဇန်ရမှာယူပါဇန်၄ပါဒါနိမိတ်တာအာနိမိတ်တာနဲ့တွားရင်ဘယ်လိုသွားမလဲနလန်းရှိအဲ့ဒီနလန်းဆိုတာလည်းမသိတော့ဘယ်လန်းနေမှလည်းမသိဘူး အဲ့လိုဖြစ်ပြီးတော့ရှုရကြတယ်နောက်ဆုံးတော့ပွားစားတဲ့ဟောနိုင်ပြောနိုင်ခေါ်တတ်ပြောတတ်တဲ့ပုဂ္ဂိုလ်ကဆရာဖြစ်နောက်ဆုံးတော့ဝိပဿနာကအပျောဝိပဿနာတွေဖြစ်ကုန်တာရှင်းမဟုတ်တော့ယထာဘုဒ္ဓညာဆိုတာတမာရင်ဘာဝိတာတမာဟိတောဝိကိုယထာဘုဒ္ဓဘာဇာနာတိယထာဘုဒ္ဓညာဆိုတာတမာရီရှိမှရမှာတမာရီရှိမှရမှညာကိုတမာရီမလိုဘဲနဲ့ဒေသနာတွေကိုညာကောင်းကောင်းနဲ့ဆင်ញင်ုံတရားတွေရတော့အဲ့ဒါတွေဟောပြောပြတာအဲ့ဒါကအဟုတ်ကြီးတယ်ပြီးရပြီးတော့ခုနာရနာပါလူမြင်လူသိခွေးမြင်ခွေးသိငကုံသိရဒီတားကြီးမပြောင်းဘူး ဘာမှအနေတိုင်းပြည့်စုံမပြောင်းဒါလည်းမမှတ်ဘူးเนาะဒါပဲနဲ့ဦးစင်းတို့ကတော့လာခြင်းလာမလာခြင်းအေးရောဒါမှမတရားလာအထုတ်ခြင်းတို့မထုတ်ခြင်းနေကြဒုဗလာအမထုတ်လို့ကိုပြစရာမရှိလို့နေရတာတောင်းကြည့်တယ်ဒီတမယုံတွေပါတယ်ဇာတတဲ့ပုံကိုယ်တွေတပည့်ဤတာလူလိမ့်မှာပေါ့ဘာလုပ်လဲဒါကြီးအေးအဲ့တော့အခုဤတာတွေယုတ်ဒီနာနေမမျော်မမှန်နဲ့ဒုက္ခိန္ဒရီမှာချုပ်ဖို့ ဒုက္ခိတ္တိပြီးမှဒေါမနတိန္တိအဲ့ဒါပြီးတော့ဒုက္ခိန္တိအဲ့ဒါပြီးတော့သောမနတိန္တိအဲ့ဒါပြီးတော့ဥပိ္ခိန္တိအဲ့တော့မှမြတ်စွာဘုရားကာယစကာယ ानु ပတ်တိဝိဟရတိလို့ပြဥပဒနာအဲ့ကြမှာရှုခုကဒါတွေဘာတွေမလို့တော့ဥစားလာတဲ့ဥပဒနာလို့တာအဲ့လူတွေဖြစ်ကုန်တာအ ਨੇ ဆုံးပထမဆုံးမရရင်မရဘူးအဲ့ဒါလည်းမသိတော့ပထမဆုံးသမာဓိမှမရသေးဘဲနဲ့ဝိပဒနာဆိုတာလုံးဝကိုမဖြစ်တာအဲ့ဒါကိုဟာဇန်သမာဓိကတခြားသမထသမာဓိကတခြားဝိပဒနာသမာဓိကတခြားဘောဓဏိချာဘူး ကိုအောင်ဝိပဿနာတခြားပါဆိုတော့ကိုအောင်ဘာတွေဝိထားပြီလေကိုယ့်ကိုယ်လည်းမစစ်ဘူးအဲ့ဒီလူဖြစ်တော့လူတွေဟာတွေးခေါ်အသိဉာဏ်နေနေတော့ဘာမှမစင်ရင်တတ်တော့အဲ့ဒါကြောင့်မလို့အခုပြေးသက်ကြီးတွေဟာတချို့ကလည်းကနိုင်ရှိအေးဆိုကြောက်ပြန်တာပဲကြောက်ပြန်တာငါပို့ပြီးချမ်းသာပို့ပြီးကောက်ပြီးတော့မှကြောက်တာကြီးရတယ်အမေးပါနေဆရာကိုမယုံကြည်လို့ပေါ့ဆရာကတရားရစေခြင်းလို့တရားရမှချမ်းသာမှာတရားချမ်းသာနေရစေခြင်းလို့ ပို့ပို့ပြီးခြာနာကြည့်လို့ပေးပါလားလို့ဆရာကမယုံကြည်ပဲနဲ့나이ရှင်ဝင်ရမှာကြောက်တယ်ကြောက်ပြီးပတ်ပြေးနေတယ်အများကြီးပြေးလေဦးဇင်းတို့ကတော့ဆရာကပို့ပြီးရှေ့တိုးရသေးရင်လို့တိုးပြီးတော့ကျင့်ခိုင်းတာတိုးပြီးကျင့်တဲ့ပုံကတည်းကခုနကပေါက်ပြန်ပြောသွားပြီတအားမှန်နေဒီမှာပြတဲ့ရုပ်ဌာဏနေရာအစိမ့်မဟုတ်ဘူးတဲ့အတူတည်းဘာဖြစ်လို့လဲတကယ်မကြီးဆိုသူအနိမိတ်တာမှမသိတာဟာတန်းနေတာပဲဖျားရောက်တဲ့ဒေသနဲ့တခါတရိုက်တယ်ပဲဝိပဿနာတမာရီကတမျိုးလေးရှိတယ်အဲ့ဒါကအနိမိတ်တာတမာ အနိမိတ္တသူကမရောက်ရင်ဝိပဿနာဆိုလုံးဝမဖြစ်ဘူး။ तू အတန်းပြောသွားတာနော်ပေါ်တရုတ်မှာဘာမှတော့မသိဘူး။တပည့်တော်အဲ့ဒီတမားကြီးအခုဝင်စားခုရတယ်။တကမာကြီးဝင်စားလို့ရှိရင်တမားကြီးကိုထိုင်နေတဲ့ခန္ဓာကိုယ်ကိုထိုင်နေတဲ့နေရာဘယ်နှနာကြီးလဲသိလားဆိုမသိဘူး။အဲ့ဒါတွေအကုန်ချုပ်ကုန်ပြီ။အဲ့လက်တော့ပဲဝင်စားတက်ခနေပဲအဲ့အဲ့ဒီတမာရီကနေခွာပြီးတော့မှကာယိဇကာယနုပတိဝိဟရတိဆိုပြီးတော့ ရှုလို့ရတယ်။ပေါက်ပြန်တဲ့ညစ်တဲ့ခံစားရတယ်ဆိုပြီးတော့အကျိုးယုံနာကိုရှုလို့ရတယ်။အဲ့ဒီလိုမှမလွတ်ပဲနဲ့ရှုတဲ့ယုံနာကအထင်ယုံနာပဲဖြစ်တယ်။ဦးဇင်းတို့ကတော့အထင်ယုံနာကြီးနဲ့မပြောဘူး။ဖယားကိုလည်းလိန်တယ်၊တက္ကရာကမောက်လည်းလိန်တယ်။အဲ့လိုလိန်ပြတဲ့ဝိပဿနာဆရာလိန်မှတော့အလိန်ဝိပဿနာကြီးပြီးတော့ဘယ်လိုလုပ်အမှန်ဝိပဿနာဖြစ်မလဲ။မမြင်နိုင်တဲ့အကန့်ကြီးသွားပြီးဓာကြီးဓာကြီးသွားခိုင်းတယ်ဘယ်တော့မလို့။ကြိုက်တဲ့ချိန်စစ်ဆရာဟာအလိန်ဆရာအဖြစ်တော့ဦးဇင်းဘယ်တော့မှမခံဘူး။တပည့်ကိုလိန်ပြတယ်ကိုမမြင်မသိမရောက်ပဲနဲ့ တပည့်ကိုလိန်ပြရဲဆိုတာဆရာလိန်ဆိုတာကြီးကိုပြုတ်မခံနိုင်ဘူး။ဦးစင်းကမနေ့ကတော့မနေ့ကညပေါ့လေလမ်းမတော်ပါဘူး။မဟုတ်ခင်မှာအများကြီးလာကတ်တယ်။တင်းလာလူကြီးနဲ့ဦးစင်းကမနေ့တခါကြီးဒကမကြီးတို့တရားထုတ်ပြီးပြီလား။တပည့်တော်ကဗျာတဲ့ဆရာတော်မူနေတာအာမထုတ်ရသေးတာ။နော်ခုနချားပဲမူပဲမူနေတဲ့တော့အာထုတ်ပြီးပါပြီ။တခါကြီးအဲ့ဒီမူတွေနဲ့ဦးစင်းပြတဲ့မူတွေနဲ့တူလားလို့ဆိုတော့ဆရာတော်နဲ့မကျင့်တော့မသိဘူးဆိုတာအတွေ့အကြုံလေးနေတော့အခုဒီဘိုင်းကအလောက်ပိုင်းဖြစ်သွားပြီ။ဘုသူရဘိုင်းနေလို့လေ။ ကဲပြေးသားကြီးအားလုံးမျက်လုံးနှလုံးမြင်လို့မရှိဘူးလားမြင်တော့မျက်လုံးကမြင်တာရင်မတူဘူးလားတူတာပဲနော်နားပါတယ်ကြားတာရောမတူဘူးလားနှာခေါင်းပါတယ်အနံ့ခန္ဓာရောရှာနေရတာကိုယ်နဲ့တွေ့ရောဘယ်နှမျိုးရှိလဲမဟုတ်လေအားလုံးကအတူတူပဲမဟုတ်ဘူးလားသူ့မျက်လုံးတစ်မျိုးငါးမျက်လုံးတစ်မျိုးရှိလားသူ့နားတစ်မျိုးငါးနားတစ်မျိုးရှိလားအတူတူပဲလေသူ့မှုငါ့မှုမရှိဘူးလေမှုမရှိကြဘူးလားပြောနေတယ် အဲ့တော့ကောင်းပြီတခါကြီးတို့ခမရမိုးဖို့ဧတာချင်းနေတော့မိုးဖို့ဆရာတို့ကြီးကကိုသာနာ၍စိတ်မနာစီနေလို့မဟုတ်လားဟောတယ်ကျွတ်တို့ကိုနာပြီးစိတ်မနာအောင်ပြဘူးရှိသေးလားအားလုံးကကိုနာပြီးစိတ်မနာအောင်ကြည့်ရမှာကြီးပဲမဟုတ်ဘူးလားခုနကဦးစင်းပြောသွားပြီဒုက္ခိန်တွေကြောရမယ်လို့မဟုတ်ဘူးလားအဲ့ဒါကိုနာပြီးစိတ်မနာဘူးဒါပဲရှိတာကိုမသိဘူးလေဟိုမိုးကတစ်မျိုးဒီမိုးကတစ်မျိုးတဲ့အဲ့ဒါအမှန်မမြင်လို့ပြောနေတာကဲဦးစင်းတို့အခုတေတောင်းပြတယ်ဆိုတာကိုနာပြီးစိတ်မနာတာပါဠိလိုဆိုလို့ရှိရင်ဒုက္ခတွေကြောသွားတာ ဘုရားကလည်းဒုက္ခတွေကိုအရင်မကြော်ဘဲနဲ့တရားကျင့်ပါလို့ပြောလို့မရဘူး။ဘာဖြစ်လို့လဲခန္ဓာကြီးပါနေတော့ဒီယောက်ကြီးကဝိပ္ပိနာမမနှိမ့်ဆက်နေဘူးလား။နှိမ့်ဆက်တာတမာရိယာမရသေးဘူး။နှိမ့်ဆက်တာလည်းမတိုးဘူးလား။ဘုရားအဲ့ဒါကိုကြော်ဟောလို့ရလား။ကျင့်တဲ့လူကကြော်ပြင်းလို့မရဘူးပြတ်တဲ့လူကကြော်ပြလို့မရဘူးလူလူပဲမိုးဘုတ်တွေမာစီတွေတိုင်းနေမရှိဘူးမရှိအဲ့ဒါဗမာပြည်မှာဆရာမှားလို့လူတွေကွဲတယ်လို့ဖြစ်တာဘုဂုတ်ဆရာတော်ကြီးကလည်းခုနာပြီးစိတ်မနာအောင်ပြ လူတိုင်းလူတိုင်းယောဂီတိုင်းရလဲကိုနာပြီးစိတ်မနာအောင်ကြည့်ရမှာကြီးပဲအတူတူပဲဒါကိုနာပြီးစိတ်မနာတော့အရင်တော့ကိုနာပြီးစိတ်နာတယ်နာတဲ့စိတ်တွေဖြစ်တယ်ဟိုကိုနာပြီးစိတ်မနာဘူးတော့ဘူးဆိုတော့နာတဲ့စိတ်တွေဖြစ်သေးလားဖြစ်စရာမရှိ ပြက်စရာရှိအောင်မလားဖြစ်ပြက်ဆုံးမသွားအောင်လားဒါပဲဒါလေးကိုပဲလှည့်ဒါပေမဲ့ကိုနာပြီးတော့စိတ်နာတော့ကကိုနာတဲ့ယောဂီကိုမနာကြည့်ရင်တော့ဒုက္ခဝေဒနာနဲ့အစာမထိုးဘူးလားပြင်ရင်မကြည့်တော့တဏှာမကူဘူးလားအဲ့တော့ဝေဒနာတဏှာကူလား တိုင်းမိုးကလည်းဝေဒနာတဏှာကြမထွက်ခိုင်ဘူးလားဦးဇင်းတို့လည်းဝေဒနာတဏှာကြထွက်တာမရှိသေးလားအေးအဲ့ဒါကြီးကိုဟိုကဓမ္မတရားဓမ္မဖြစ်တယ်တော့အဲ့ဒါဟာလေမြတ်စွာဘုရားကတမျိုးတည်းပြထားပါလေဒုလက်ထက်ကြမှာအမျိုးမျိုးအကွက်ကွက်ပြပြဖြစ်တာလူဒီမှာတခါတည်းပတ်ချက်ကိုလဲနေတာပဲဦးဇင်းတို့ပြတာလည်းဒုက္ခတွေကြော်တာဝေဒနာမတဏှာဖြတ်တာပဲနော်ဖြစ်ဖြစ်ဆုံးအောင်ပြတာပဲဒုက္ခတွေတော့မှရှိတဲ့အာဟုတုတရားပုရုဇဉ်ကလေး နော်အာဟုတုကျန်လောဘကျန်ဒေါသကျန်နေတယ်ကွာရှင်ဘက်ပုရုဇဉ်ဒလိတွေဖြုတ်အောင်ပြအဲ့တော့ပုရုဇဉ်ဒလိနဲ့ရှင်ဘက်လောဘကျန်ဒေါသကျန်နှိမ့်စက်တော့စိတ်မှာဆင်းရဲတယ်အဲ့ဒီစီယမီချုပ်သွားတော့အဲ့ဒီစီယမီချုပ်တာနိဗ္ဗာန်တဏှာကြောင့်ချုပ်မိတော့တယ်တဏှာတတ်တယ်ဟောဒါပဲဒီပြင်ဘာမှမပါဘူးအဲ့တော့ကိုဦးဇင်းတို့ဝေဒနာဝိက္ခံပိတ်တွာလို့ပါတယ်တွာဆိုတာနှစ်ပစ္စည်းကိုပြောတာတပြိုင်တည်းမှာနှစ်ခုလောက်တာကိုတွာလို့ခေါ်တာ ဥမာတကားဖွင့်လိုက်တယ်ပေါ့တကားဖွင့်လာနဲ့တကားလည်းထွက်လိုက်တာနဲ့ဖွင့်လဲဖွင့်ထွက်လဲထွက်ဆိုတာတပြိုင်ချင်းမှအလုံးထလုံးမလုပ်ဘူးလားအဲ့ဒါကိုတွားပစ္စည်းတို့ခေါ်ဦးဇင်းတို့ဒီကလည်းဝေဒနာကနေခွာတဲ့နေရာမှာဝေဒနာကခွာဖို့အတွက်ယူပဇံ၄ပါးနဲ့နမိတ်ကိုအခြေခံပြီးတော့ခွာခွာထွက်ထွက်လုပ်မလားဒုက္ခဝေဒနာမှာရှင်ဘက်ဖြစ်တဲ့တဏှာရင်းသောစိတ်ကိုတိုက်ရိုက်ရှုပြီးတော့တတ်ခွာထောက်မလားအဲ့ဒါတွားပစ္စည်းအဲ့ဒီလိုနှစ်ခုကလွဲရင်အခြားဘယ်နည်းမှမရှိတော့ ဘယ်လိုနီးမှမရှိတော့ဘူးအဲ့ဒီတဏီနီးပဲရှိတယ်ဥစဉ်ပြောတယ်လေဒီတဏီပဲရှိတယ်ဒါပဲရှိတယ်ပြောလေမမှားဘူးဗျာเนาะနမိတ်ကိုအခြေခံပြီးတော့တဏှာကိုသွယ်ဝိုက်တဲ့နီးနဲ့ခေါ်ပြီးတော့ကာမဒုက္ခကိုဇာနာဒုက္ခနဲ့အစားထိုးပြီးတော့ယူပဇာ၄ပါးဆိုတာเนาะတဏှာကိုသွယ်ဝိုက်ဖန်သွားတာဥစဉ်တော့တဏှာကိုတိုက်ရိုက်ရှုတာဒီနလန်းအလွဲမရှိပါဘူးပြောလေမမှားဘူးသွားတာပုံမှာဝေဒနာကနေတဏှာမချုပ်သေးရင်ဒီလုပ်ငန်းကိုပြတ်အောင်ဆက်လုပ်အောင်ဒုက္ခတွေပြတ်အောင်ရှင်းအောင် အဲ့ဒါကိုရှင်းမှုပုံပုံနဲ့တချို့ကြတော့ဒီဒုတိယကျင့်အချောတာတတ်သွားတယ်မပြုတ်ဘူးအဲ့တော့ဘယ်လိုဆိုတရားပေါ်မှာတန်တရားတွေရှိပြီးတော့ဂဲမန်နဲ့စာတကယ်လူကြောက်ပြီးသိင်းဆိုအကျော်ပါတော့ပြီးပြီးတော့ဒီထေရအဲ့လိုပြီးကျင်ပါဘူးလားအင်းကြီးလေလွတ်သလားမလွတ်ဘူးသေမင်းကစောင့်နော်အဲ့တော့ယောဂီတို့တကယ်ကြည့်နေပုံပုံများရဲ့အတွေ့အကြုံဆိုတာစာနဲ့ရည်လို့မရဘူးမသိတဲ့ပုံပေါ်လဲလုံးဝနားမလည်ပါဘူးနားမလည်နိုင်မကြောက်ဘူးနိုင်ဒါကိုမြတ်စွာဘုရားကအစိဏိတတရားမှာ မကြံစည်အပ်တဲ့တရား၄ပါးရှိတယ်။မြတ်စွာဘုရားရဲ့ဉာဏ်တော်ဘယ်လောက်ကျေဝန်လဲဆိုတာမကြံစည်နဲ့။ဇန်အရာမှမကြံစည်နဲ့ခုနကလိုကျင့်စဉ်တယ်။သွားမကြံစည်နဲ့မရဘူး။ကြောက်လာကြီးဘယ်လောက်ကျေလဲမကြံစည်နဲ့။ကံကိုင်းတဲ့အကျိုးဘယ်လောက်များလဲမကြံစည်နဲ့။အဲ့ဒီလိုမကြံစည်နဲ့။ကြံစည်လို့မရဘူး။တာမန်လူတွေဘလို့မှမရောက်ဘူးမသိဘူးမတွေ့ဘူးတဲ့သဘောတွေဖြစ်တဲ့အတွက်ကြောင့်ဘလို့မှမသိနိုင်ကျင့်တဲ့လူမှသိနိုင်တယ်။အဲ့တော့ယောဂီတို့အနေနဲ့ဦးစင်းမှာရင်းနဲ့အိန္ဒြေတိဆောက်ပုံကို စိတ်တိုင်းကြပြင်မယ်ပေါ်တိပေါ်စယောဒီယောရဲ့မလုံနဲ့မရဘူးအဲ့ဒီတချံပိုင်းဟိုမှာတက်လို့ရှုပ်ွက်မဝင်ဘူးလေနောက်ကျိုးမလွတ်ဘဲနဲ့တော့ကြိုက်တယ်လို့တော့မတက်တယ်လို့ပဲအိန္ဒိတိဆောက်တာနောက်မှညှိကြံနေခဲ့လို့ကတော့ရှိကျင်မရတော့သူကကိုင်းကလေးပြေးမှရတော့မှာနော်မပြေးမရတော့အဲ့လိုပြေးသွားတဲ့ပုံကလည်းခုနတဏှာကိုရှုတဲ့နေရာမှာလဲလွယ်သွားတယ်အဲ့လိုမပြေးဘဲနဲ့ငကိုရေကကျွေးကြံတဏှာကြီးအပြစ်ကြီးတဏှာကြီးကိုတခိုးလူယုံထင်ပြီးပေါင်းလာတော့ကတော့မှရှုမရတော့မရတော့နားလေသွားအောင် ယောဂီတို့ကြိုးစားဟုတ်ပြီလားကဲအားလုံးသာဓုခေါ်နာမ်သာဓု